မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုအခါမှာတော့လေးမျက်နှာမျိုးနဲ့ပန်တော့ကြီးကြီးရွာနေတွင် AA PDF ဖိုးပေါင်းတံများနဲ့စစ်တပ်ကြတိုက်ပွဲများဇက်တိုက်ဖြစ်နေပြီးစစ်တပ်ဘက်မှတိုက်ဆုံမှုအများပြားဆိုတဲ့တရင်အပောင်းဝင်နောက်ဆုံးရတဲ့တရင်များကိုအစင်ခံတင်ဆက်ပေးပါတော့မယ်ရှင်။ AR အတိုင်းလေးမျက်နှာမျိုးနဲ့ပန်းတော်ကြီးကြီးရွာနေတွင် AA PDF ဖိုးပေါင်းတံများနဲ့စစ်တပ်အကြတိုက်ပွဲများဇက်တိုက်ဖြစ်နေပြီးစစ်တပ်ဘက်မှတိုက်ဆုံမှုများပြားနေကြောင်း တက်တရင်ရင်းမြစ်နဲ့ဒေသပြည်သူများထံမှသိရှိရသည့်ဧပြီလ15ရက်နေ့မှစတင်ပြီးစစ်တပ်ကလေးမျက်နှာမြို့နယ်တွင်စစ်ကြောင်းထိုးခြင်းစစ်ရင်အားတိုးမြင့်ခြင်းကင်းစကန်များတိုးချထားခြင်းများလှုပ်ဆောင်ခဲ့ရာ AA PDF ပူပေါင်းတပ်များနဲ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းနိုင်စင်တိုက်ပွဲများဖြစ်ပြီးစစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုများလည်းဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည် တကြံတွင်မှလည်းတိုက်ပွဲဖြစ်တဲ့လေမျက်နှာမျိုးနဲ့ပန်တော့ကြီးမှာရှိတဲ့စတက်စကန်တစ်ခုမှလည်းတိုက်ပွဲဖြစ်တဲ့ဖြစ်နေတာကငတိုင်းချောင်းနဲ့လေမျက်နှာကြားမှာဖြစ်နေတာစတက်ဘက်မှာစစ်မှုရန်တပ်သားတွေတိတ်ဆုံးတာများတယ်ဟုဒေသတရင်ရင်မြစ်ကပြောဆိုသည် လက်တလောစတက်ဘတ်မှသေဆုံးထိခိုက်မှုများပြားနေသည့်အတွက်ပဋိပံဘတ်သို့စစ်သားများကိုတည်ဆောင်နေရပြီးစေယုံများတွင်လည်းဂရင်နေရာမရှိသည့်အထိထိခိုက်တံရရရှိသူများပြားနေကြောင်းတရတရင်ရင်းမြစ်တချို့တံမှသိရှိရသည် AR တိုင်းလေးမျက်နှာမြို့နယ်တွင်တိုက်ပွဲများခက်ဆိတ်ဆိတ်ဖြစ်လာနေသည့်အတွက်စစ်တပ်ကစစ်ကူများကိုတောက်လျှောက်ပို့ဆောင်နေပြီး AR တိုင်းလမ်းကြောတလျှောက်တွင်ကင်းစခန်းများရုတ်သိမ်းလာနေကြောင်းငဝမြကူကြတာမှဆွဲထားသည့်တံများကိုလည်းရုတ်သိမ်းထားကြောင်းဒေသဆယ်ရေတရင်ရင်းမြစ်များထံကသိရှိရသည် ဆလဘင်းစစ်ကောင်စီကင်းစင်သွားသောပြည်내များတွင်တိုင်းသာလက်နက်ကိုင် EOS များကတောင်းယူအုပ်ချုပ်နေပြီးတိုင်းဒေသများကို NUG အစိုးရကအုပ်ချုပ်ရန်တောင်းခွဲဝေယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီကင်းစင်သွားသောနေမြေများတွင်အုပ်ချုပ်ရေးလေယာဉ်နဲ့မဖြစ်စေရန်ပြည်내များတွင်တိုင်းသာလက်နက်ကိုင် EOS များကတောင်းယူထားပြီးတိုင်းဒေသများကို NUG အစိုးရကအုပ်ချုပ်ရန်တောင်းခွဲဝေယူထားကြောင်း NUG အစိုးရ၏လေးနှစ်ပြည့်အစည်းအဝေးခန်းစာတွင်ထုတ်ပြန်ပြောဆိုလိုက်သည်။ တော်လန်ရင်ကလာစုံမထိန်ချုပ်နေမြများတွင်အကြံဘက်ဆက်ကောင်းစီအုတ်ချုပ်ရည်ကိုဖျက်သိမ်းပြီးသည့်နောက်အုတ်ချုပ်ရည်လေးဟာနေမဖြစ်စေရန်အတွက်ပြည်နယ်များ၏အုတ်ချုပ်ရည်ထူထောင်မှုကိုပြည်နယ်လွတ်မြောက်ရေးတိကတောင်းယူဆောင်ရွက်လျက်ရှိသောသက်ဆိုင်ရာ EOS များနှင့်ပြည်နယ်တိုင်းမင်ကန်ကောင်စီများကတောင်းယူပြီးတိုင်းသူမဟုတ် Federal Unit များ၏အုတ်ချုပ်ရည်ထူထောင်မှုကိုကနအိုအစင်းနှင့်တိုင်းဒေသများလွတ်မြောက်ရေးအတွက်အဓိကတောင်းဝန်ယူသောအမျိုးသားညီညွတ်ရေးဆိုရာကကမကတာပြုဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ တိုင်းသို့မဟုတ် Federal Unit အုပ်ချုပ်ရေးဖွဲ့များအမြန်ဆုံးပေါ်ပေါက်လာရတဲ့သက်ဆိုင်ရာတိုင်းသို့မဟုတ် Federal Unit များမှတာဝန်ရှိသူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများကလိုအပ်သောဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်းပြည်နယ်နှင့်တိုင်းတို့မှ Federal Unit အုပ်ချုပ်ရေးအဖွဲ့အစိုးရများပေါ်ပေါက်လာတဲ့အခါ Federal သဘောအရလိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် အမျိုးသားညညရေးအစိုးရတွင်ပြည်ထောင်စုအစိုးရနှင့်ပြည်내ဖက်ဒရယ်ယူနစ်များကြောင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ကိုဖွဲ့စည်းထားကြောင်းသိရှိရသည် NUG အစိုးရအနေဖြင့်တိုင်းခုနှစ်ခုခရိုင်ဆယ်ကိုမြို့နယ်183ခုတို့တွင်ပြည်သူ့အုပ်ချုပ်ရေးရန်ရကောင်းစွာလက်ပတ်လျက်ရှိကြောင်းနေမြေစုမှုထိန်ချုပ်မှုရစကားစီအုပ်ချုပ်မှုကိုဖျက်သိမ်း၍ပြည်သူ့အုပ်ချုပ်ရေးထူထောင်နိုင်ရန်အတွက်မြို့သားညညရေးအစိုးရတွင်ဂျားကလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီကိုပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်မှုဖြင့်ဖွဲ့ စည်းထားရှိပြီးယခုချိန်တွင်တိုင်းခုနှစ်ခုခရိုင်ဆယ်ခုမြို့နယ်183ခုတွင်ပြည်သူ့အုပ်ချုပ်ရေးရန်ရကောင်းစွာဖဲစည်းလေပတ်လျက်ရှိကြောင်းသိရှိရသည် အဆိုပါမျိုးနယ်များတွင်အုပ်ချုပ်ရေးနှင့်ဆက်စပ်၍လုံခြုံရေးတရားဥပဒေစိုးမိုးရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုအားစိုက်ဆောင်ရွက်လျက်ရှိပြီးလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ရန်အတွက်ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့်ပြည်သူရဲတပ်ဖွဲ့မျိုးနယ်ကိုမျိုးနယ်နှင့်ပြည်သူလုံခြုံရေးဖွဲ့များကိုမျိုးနယ်48ခုတွင်ဖွဲ့စည်းထူထောင်မိဖြစ်ကြောင်းသိရှိရသည်အထောက်အကူလုပ်ငန်းများကိုပုံမကောင်းမောင်းဆောင်ရွက်နိုင်ရန်အတွက်2024-2025မဟာပြူဟာစီမံချက်ချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်တိုင်းသို့မဟုတ်ဖက်ဒရယ်ယူနစ်အစိုးရများပေါ်ပေါက်လာနိုင်ရေးအတွက်ပြည်နယ်တိုင်းသို့မဟုတ်ဖက်ဒရယ်ယူနစ်များရှိ stakeholder များနဲ့မူဝါဒရေးရာညှိနှိုင်းဆောင်ရွက်မှုများကိုလည်းအလေးထားဆောင်ရွက်လျက်ရှိသောသည်ပေးထားသည်တိုင်းဒိုမိုဖက်ဒရယ်ယူနစ်အစိုးရများကိုဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီပေါ်ပေါက်လာစေရန်အတွက်အထူးလေးတားဆောင်ရွက်တကယ်သို့မိဖက်မဟာမိတ်တိုင်းသားများနှင့်အတူလက်တွဲကညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် 2021ခုနှစ်ဧပြီလ16ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို Federal Democracy ပြည်ညင်းနှင့်အညီအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC အတွင်တိုင်ပင်ညှိနှိုင်း၍ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အတီးပြုချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကိုနိုင်ငံတော်သမ္မတနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံတော်ဒုတိယသမ္မတရှာရီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်တို့ဦးဆောင်လျက်ဝန်ကြီးဌာန18ခုပြည်ထောင်စုဝန်ကြီး16ဦးဒုတိယဝန်ကြီး 19ဦးလိုဖြင့်ဖွဲ့စည်းထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရင်း2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဆဲဦးပြည်내တိုင်းပင်ခံကောင်စီများမှတာဝန်ပေးစေလွတ်သူ12ဦး၊ຫນွေဦးတော်လိုင်းအင်အားစုများမှတာဝန်ပေးစေလွတ်သူနှင့်တပ်သည့်ပညာရှင်12ဦးပါဝင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏အဖွဲ့အစည်းပုံကိုကြည်လင်တီဂျူရီလက်ဂျစ်တမစီခေါ်သော2020ရေကောက်ပွဲရလည်းအရာပြည်သူကအနေနဲ့သောတရားဝင်မှုနှင့်ဒီဖက်တိုလက်ဂျစ်တမစီခေါ်သောနေမြေထိန်ချုပ်မှုနှင့်ပြည်သူလူထုထောက်ခံမှုမှရရှိသောတရားဝင်မှုဟုသည့်တရားဝင်မှုနှစ်ရပ်ပေါင်းဆက်ပေါ်ပါလာခြင်းဖြစ်သည်ဟုပြည်သူတို့အသိပေးထုတ်ပြန်ထားသည်ရှိခိုးဆလာဘေးတပိတ်ချင်းမြို့နယ်လိတ်ကျရွာကိုစစ်တပ်ကလင်းပြင်းဖုံးကျဲတိုက်ခိုက်မှုကလင်းငယ်များပါဝင်ပြည်သူ73ဒေဆုံးဆွဲခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းတပိတ်ကျဲမြို့နယ်လေးကျရွာကိုအစံဘက်စစ်တပ်ကလေရင်ပြင်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ73တေဆုံးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တသတင်းဌာနတန်းတို့ပြောဆိုသည်ယနေ့ဧပြီလ18ရက်နေ့နံနက်ပိုင်းတွင်အစံဘက်စစ်တပ်ကတပိတ်ကျဲမြို့နယ်လေးကျရွာကိုလေရင်ပြင်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အစံဘက်စစ်တပ်လေးကျောင်းတိုက်ခိုက်မှုတွင်ပြည်သူ73တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းထို့ပြင်နေအိမ်များလည်းထိခိုက်ပျက်စီးမှုများပြားကြောင်းသိရှိရသည် လေကြောင်ရွာကိုဒီနေ့စစ်တပ်ကလေရင်နဲ့ပုံကျဲသွားတာ ပြည်သူ73တေဆုံးတယ်လို့ကနန်ဦးသိရပါဗျ။တေဆုံးတဲ့ထဲမှာကလေးငယ်တွေလည်းပါဝင်ပါတယ်။ထိခိုက်တယံရရှိသူတွေလည်းများတယ်လို့သိရတယ်ဟုတ်ဒေသပြည်သူတို့ကပြောဆိုသည်။ ရှကုဆလဘိညောင်လေးပင်နှင့်စင်ကုမျိုးနေရရင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုပြည်သူတို့သိဆုံးဆွေးနွေးကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းညောင်လေးပင်မျိုးနေရင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကလေးကြောင်းတိုက်ခိုက်တဲ့ပြင်ပြည်သူတို့သိဆုံးကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည်။ရှနေဧပြီလ18ရက်နေ့နနက်9:00နာရီချင်းပဲခူးတိုင်းညောင်လေးပင်မျိုးနေပိန်စလုံးမျိုးရှေရင်ကုန်းကျေးရွာဇေယကုန်းအပိုင်းတို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းပြပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်ပိန်စလုံး မြို့ခြေဆိုင်ခလာရ264ကလည်းလက်နက်ကြီးဖြင့်ပြက်ကတ်တိုက်ခိုက်ခဲ့တဲ့ပြင်ဇေယကုန်းကျေးရွာတွင်တမန်ကြားရောက်ပောက်ကွဲ၍ပြည်သူတို့သေဆုံးခဲ့ကြောင်းသေဆုံးသူမှာအသက်42နှစ်အရွယ်ကိုမျိုးတန်းဖြစ်ပြီးဖေဖဲရှင်ဦးတို့ခြေဆိုင်ထိမှန်သေဆုံးခဲ့ရကြောင်းသိရှိရသည်။အလားတူယနေ့ဧပြီလ16ရက်နေ့မွန်လေး2:40မိနစ်ချိန်မန္တလေးတိုင်းစင်ကုန်းမြို့နယ်ကြည်တော့ပေါက်ကျေးရွာစေတန်းနာသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကတိုက်လေမြေပုံနှလုံးလာရောက်ကျဲချပြီးလေကြောင်းတိုက်ခိုက်မှုလှုံ့ဆောင်းသောကြောင့်သိရှိရသည်။ သည်။စေတန်းနောင်းကိုပုံကျဲသွားတာလူထိခိုက်မှုရှိပါတယ်အခုတက်တီတော့အတိအကျမသိရသေးပါဘူးအဲ့ဒီနာတဝိုင်းမှာလမ်းတွေပိတ်ထားတယ်ဟုထေသားပြည်သူတို့ကပြောဆိုသည်အကြမ်းဖက်စစ်ကောင်စီကမတ်လ20ရက်နေ့ငလင်းလုတ်ခတ်ပြီးချိန်မှစတင်၍နိုင်ငံတော်အလုံးနဲ့လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းတော်လိုင်းအင်အားစုများကသတင်းနဲ့သတိပေးချက်များထုတ်ပြန်ထားသည် ဆက်လက်ပြီးရေစကြိုမြို့နယ်ပလာပရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းပြင်းပုံကျဲတိုက်ခိုက်မှုနေအိမ်မှထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသောအသက်80အရွယ်ပြည်သူတဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရေစကြိုမြို့နယ်ပလာပရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းပြင်းပုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်မှတိမ်းရှောင်နိုင်ခြင်းမရှိသောအသက်80အရွယ်ပြည်သူတဦးသေဆုံးခဲ့ကြောင်းရေစကြိုတောင်ရှိတ် info committee မှတောင်ရှိတ်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ19ရက်နေ့ညနေ4:00 20မိနစ်ခန့်တွင်ရေစကြိုမြို့နယ်ဘလာဘကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ပြင့်၃ချဲပုံချဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်နေမတိန်ဆောင်နိုင်ခြင်းမရှိသော အသက်80ရွယ်ပြည်သူတို့ခြေထောက်ပြက်ပြင်းထန်ဒဏ်ရာရရှိကသေဆုံးခဲ့ပြီးပြည်သူတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ထို့ပြင်နေရင်တလုံးလဲမီလောင်ပြကြခဲ့ပြီးနေရင်ကိုလုံးလဲထိမှန်ပြက်စေကဖုန်ကြီးကြောင်းမှအဆောင်တစ်ခုမီးဆက်ယုံနှင့်အုတ်တရိုင်းများလဲထိမှန်ပြက်စေခဲ့ ကြောင်းသိရသည်။ဘာတိုက်ပွဲမှမရှိဘဲအကြောင်းမဲ့ကျဲသွားတာတရားပြင်းထန်သူကတိဆုံသွားပြီလို့ကြားရတယ်။တတ်တက်ကိုပြည်သူတွေဒုက္ခရောက်အောင်စိုးရိမ်တော့ကနဲ့ကြောက်စိတ်တွေဖြစ်အောင်လုပ်နေတဲ့သဘောပဲ။အဲ့ဒီညနေမှာလေကြောင်းတိုက်ခတ်ပြီး258တပ်ကဟောင်းဝင်းစာနဲ့၃ချိန်လောက်ရွာကိုပြစ်ခတ်ခဲ့သေးတယ်။အထူးကိုက်တော့မကြားရသေးဘူးဟုရွှေစကြိုတောင်ရှိ Info Company မှတာဝန်ရှိသူတို့ကပြောဆိုသည်။